အားလုံးပဲမင်္ဂလာပါရှင်ခိုင်ခွန်စွာပါလေးဆွေ channel လေးရဲ့အားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့အမကခိုင်ခွန်နဲ့ပတ်သက်တဲ့စာသင်ပေးမယ့်အကြောင်းဗီဒီယိုမဟုတ်ဘဲနဲ့ပေါ့နော်အမဒီတခုတက်ကီနိုဟိုတယ်အတန်းကိုဟိုတယ်အတန်းကိုလို့ပြောတာမဟုတ်ဘူးနော်ဟိုတယ်နဲ့ပတ်သက်ပြီးတော့ပညာဒါနသင်ပေးမယ်ဆိုတဲ့အစီအစဉ်ကိုအားလုံးကိုလာပြီးတော့ပြပြပေးထားတာပါမမသင်နေမရှိဘူးနော်အမသင်နေမဖွင့်ပါဘူးအဲ့တော့ဒီကြားထဲမှာအမကဒီတခုတက်ကီနိုဟိုတယ်ကိုလေ့လာပြီးတော့စာမွေးလေးဝင်ဖြည့်ထားပါတယ်အတန်းမလို့မင်းသားဆန်တို့ကိုလည်းလေ့လာခြင်းတဲ့သူတွေရှိလို့ရှင်ရေး အခါချင်းနေကုန်ဆရာမလို့ပဲနေပေါ့နော်ပညာဒါနလေးလာလို့ရအောင်လို့အမကတင်ပေးမှုရည်ရထားပါတယ်ဒါပေမဲ့လို့အမကဒီ Kai Course ဆိုတာဗာလဲဆိုတော့အခု video တင်ပေးတဲ့ channel ပေါ့နော်အဲ့ channel ကကြာအမက Kai Course ကလဲလို့ရှိရင်တခြားအကြောင်းအရာတွေမတင်ချင်ဘူးပေါ့နော်ဒါကြောင့်မလို့ဒီ channel ကနေတော့တင်ပေးမှာမဟုတ်ပါဘူးအမမှာထိုင်ဂျပန်ဆိုတော့ YouTube မှာ channel တစ်ခုရှိပါတယ်အပြောင်းကောင်မလေးပုံနေပေါ့နော်တိရွေလေးတိမယ်လို့ထင်ပါတယ်အဲ့ channel ကနေအမကအခု Kai Course နဲ့ပတ်သက်တဲ့ဟာတွေတင်တယ်လို့ပဲပေါ့နော်ဒီဘက်ကို၃ပုတ်၄ပုတ်စသဖြင့်အဖြည့်ဖြည့်ချင်းတင်ပေးသွားပါမယ် ဲ့တော့အရင်ဆုံးကတော့အမကဒီဂိုက်ကိုခုချင်းတယ်မို့ယခုပါခတ်လို့ဆိုတော့ဟိုတယ်ဒုလျော်ကန်ကခုရှူတက်ခိစတိုဆိုတော့ဒီစာအုပ်ကိုအရင်ဆုံးသိမိသွားပါမယ်။အဲ့တော့မြန်မာပြည်မှာရှိတဲ့သူတွေကစာအုပ်ဝယ်လို့လွယ်တယ်ဆိုတဲ့သူတွေလည်းစာအုပ်ဝယ်ပြီးတော့လိုက်ပြီးတော့လေ့လာလို့ရပါတယ်။အဓိကကကြတော့သူက N4 level B မှလေ့လာတာကတော့ပို့ပြီးတော့လွယ်ကူစေပါတယ်။နောက်ဆိုသူ့ရဲ့အထက်ကကြတော့တချို့အသုံးနှုန်းတွေကကြတော့ N4 level မပြီးသေးဘဲနဲ့လေ့လာမယ်ဆိုလို့ရှိရင်ပေါ့နော်။ မှတ်စရာတွေများတယ်အဓိကကျတော့အမတို့ကဟိုတယ်ကဒီ service ဆူပေးတဲ့လုပ်ငန်းဖြစ်တဲ့အတွက်ကြောင့်မို့လို့အသုံးနှုံးတွေကရင်ကျေးတဲ့အသုံးနှုံးတွေကိုတုံးရတာတွေများတယ်စသဖြင့်ဒါတွေက n4 level ပြီးထားတဲ့သူဆိုလို့ရှိရင်ကျတော့အထူးတက်လေမှတ်နေစာမလို့ပေါ့နော်ဒါကြောင့်မို့လို့အမအနေနဲ့က recommend ပေးချင်တာက n4 level ပြီးတဲ့လူကနေစာပြီးတော့လေ့လာတာကအဆင်ပြေမယ်လို့ထင်ပါတယ်အဲ့ဒီတော့ကသူကစာကအရင်တော့မခက်ပါဘူးအဓိကသူ့မှာပေါ့နော်အဲ့တော့မှတ်စရာလေးတွေရှိမယ်ခိုင်းငေါ့လောက်တောင်မခက်ဘူးလို့အမကတော့ခံစားရပါတယ် အဓိကကကိုယ့်ရဲ့ဂျပန်စာလဲပဲမြင့်လေဒီစာအုပ်ကလွယ်လေလို့ထင်ပါတယ်။သူမှမှတ်စရာပေါ့နော်။သူဒီအဲ့တော့ဟိုတယ်ရူအတုံးနှုံးခိုတိုဘာလေးတွေရှိမယ်။ပြီးရင်စီမင်းစီကန်တချို့မှတ်စရာရှိမယ်။အဲ့ပြီးတော့လို့ရှိရင်ပေါ့နော်တန်းတဲ့ဟာတွေကကြတော့ဒီရေဘူးကသဘောတရားတွေကိုနားလေလို့ရှိရင်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့လောက်ထိကြီးဒီတကုတ်တဲ့ကိနော်ဟိုတယ်ကမခတ်ပါဘူး။အဲ့ဒါပြီးတော့လို့ရှိရင်ကြတော့အမကဒီဆံမွေးဖြေမဲ့လူတွေအတွက်ပေါ့နော်မေကူဟောင်းတွေကိုလည်းအမဒီခိုင်းခေါ်မှာတင်မိသလိုပဲ။ အများနဲ့တင်မိနေမှာဖြစ်ပါတယ်။ပြီးဒီအိမ်ဆန်းခိုင်ပုတ်တွေအပြင်နောက်ထပ်ပေါ့နော်ဒီစာအုပ်တွေစသဖြင့်အမကတုတ်တုတ်တုတ်ချင်းစီဘုခိုင်းကောင်မှာတင်နေတယ်လို့ပဲတိုးတိုးပြီးတော့ဒီတခုတက်ကီနော်ဟိုတယ်ကိုလည်းတင်ပေးသွားပါမယ်။အဲ့ဒီတော့အဓိကကကြတော့မင်းနဆန်တို့ကပေါ့နော်။ဒီခိုင်းကောင်လုံနေတာပဲဖြစ်ဖြစ်ဒီဟိုတယ်ကိုလေးလာထားလို့ရှိရင်လည်းမမှားဘူးပေါ့နော်။ဒါကြောင့်လဲဆိုလို့ရှိရင်ကြတော့တိတ်ပြီးတော့လေဒီစာကြီးကိုလေးလာရတာဖြစ်တဲ့အတွက်မင်းနဆန်တို့မှာ pressure လည်းမရှိဘူး။ဘာလို့ဆိုတော့စာကလွယ်ပါတယ်။နောက်တစ်ခုကကြတော့ ကိုတချိန်ချိန်မှာဘောနော်ဒီခိုင်းကောအလုပ်ကခါးနေနားတယ်ခဏကိုထိတာဗောနော်ဒါကြောင့်မို့လို့ဒီကြော်ကြော်ရရဟိုတယ်အလုပ်ကလေးကိုလုတ်ချင်နေဆိုတော့အတွေ့မျိုးရှိတဲ့သူတွေလည်းရှိမယ်လို့ထင်ပါတယ်ဒါကြောင့်မို့လို့အမကတင်ပေးပါမယ်အဲ့တော့အမကတော့ပုံမှန်အတိုင်းပဲဗောနော်အမရဲ့ဒီတင်ပေးတဲ့ဂျာပုံစံအတိုင်းပဲ PDF file နဲ့ဒီမှာအဲ့တော့တခန်းဆိုလဲတခန်းပေါ့နော်စာသိပြန်ပြပြပေးသွားမယ်။ဘေးရာတွေကိုမှတ်ကြမယ်။ဘေးရာတွေကိုတော့အလွတ်ချထားရမယ်။ ်ဘယ်ယာတွေကတော့တည်ထားတယ်ဆိုရင်ရပြီအထူးလည်းဘာမှမခတ်ဘူးဆိုပြီးတော့အမကတိတ်တိတ်ချာခွဲပြီးတော့ကိုပြပြပေးသွားမယ်အဲ့ဒါပြီးသွားလို့ရှိရင်ကျတော့မေကိုဟောင်းတွေကိုလည်းဒီလုတ်ပေးသွားမယ်ပေါ့နော်အဲ့တော့တခုတက္ကီနုံဟိုတယ်နဲ့ပတ်သက်ပြီးဘာမှမသိသေးတဲ့သူတွေအတွက်ကကျတော့ဟိုတယ်ကကျတော့ဆောင်ပွဲကခိုင်းခွက်လိုပဲနှစ်ပိုင်းရှိတယ်ဒါပေမဲ့ဂျပန်ပိုင်းမြန်မာပိုင်းမဟုတ်ပေနဲ့နှစ်ပိုင်းလုံးကဂျပန်လိုဆောင်ပွဲဖြစ်ရတာပေါ့နော်ဂျပန်လိုဆောင်ပွဲဖြစ်ရတယ်ပထမပိုင်းကကျတော့မေကွန်အပုတ်မေကွန်အပုတ်30ဖြစ်ရပါတယ် ဒုတိယပိုင်းကကြတော့၄ပုတ်ဖြေရပေါ့နော်ပထမပိုင်းမိကုံးကကြတော့မိကုံးကိုဖတ်မယ် multiple choice ရေးပြီးတော့ဖြေရမယ်ဒုတိယပိုင်းကကြတော့ဥပမာဒီ hotel နဲ့ပတ်သက်တဲ့ဒီ hotel ရဲ့ပေါ့နော်ဒီအကြောင်းအရာအကြောင်းအရာတွေကိုပေးထားတယ်အဲ့ဒီမှာမှလွှဲပါတယ်မိကုံးက check in ရပြန်နိုင်လေဒီ hotel ကနေပြီးတော့ဒီဘူတာကိုလမ်းလျှောက်ရင်ဘယ်နှမိနစ်ကြာမလဲစသဖြင့်ဒီလိုမိကုံးလေးတွေပဲမေးရပေါ့နော်ဒါကြောင့်မို့လို့ကိုကဂျပန်စာလေးပဲမြင့်နေပေါ့နော်ပြီးရင်ဖက်လဲဖက်နိုင်နေဆိုလို့ရှိရင်ကြတော့ အဲ့လောက်ထိခက်တဲ့တဲမှာမပါပါဘူးဟိုတယ်ဆောင်မရ။အဲကြောင့်မလို့မင်းနာဆန်တို့တဲမှာလေးလာချင်နေတဲ့သူတွေရှိရဆိုလို့ရှိရင်လည်းအမကပေါ့နော်ဒီတခြားကိုယ့်ရဲ့အတိထဲမှာဖြစ်ဖြစ်လေးလာချင်နေတဲ့သူတွေရှိလို့ရှိရင်လည်းအမ channel မှာတင်မိမယ်ဆိုတဲ့အကြောင်းကိုတဆင့်ပြောပေးတာမျိုးပဲဖြစ်ဖြစ်ကိုနေကရှင်မတ်။နောက်တစ်ခါကျတော့အမအရှိကဗီဒီယိုတွေမှာလည်းပြောခဲ့ဝေးတယ်ပေါ့နော်။အမမှာ TikTok account ဖွင့်ထားပါတယ်။အဲ့ TikTok account လေးကိုလည်း follow လုပ်ပေးကြပါဦးလို့။ဒီနေ့ကတော့အဲ့ဒီဟာကိုတင်မယ်ဆိုတဲ့အကြောင်းလေးကိုပဲလာပြီးတော့ပြပြတာပါ။တင်မိမှာကကျတော့နောက်လာ 9ရက်နေတော့မဟုတ်ဘူးပေါ့နော်နောက်လာ9ရက်နေလောက်ကနေစပြီးတော့တင်ပေးသွားပါမယ်3လပိုင်း9ရက်နေ8နေလောက်ကနေစပြီးတင်ပေးသွားမယ်နောက်တစ်ခွာကြတော့ဒီခိုင်းကော့ဆိုတာပါလဲဆိုတဲ့ channel ရဲ့နေတင်ပေးမှာဖူဖေးနဲ့ထိုင်ဂျပန်ဆိုတဲ့ channel ရဲ့နောက်တစ်ခွာကြ TikTok account ကနေပြီးတော့တင်ပေးသွားပါမယ် Facebook မှာကြတော့တင်ပေးမလားမတင်ပေးဖြစ်မလားမသိသေးဘူးပေါ့နော်ကျွန်တော်မလို့မင်းသားဆန်တို့လေးလာချင်းနေတဲ့သူတွေရှိတယ်ဆိုလို့ရှိရင်လည်းဒီကြားထဲမှာဒီစာအုပ်ကိုဝယ်ထားခြင်းနဲ့ဆိုရင်လည်းဝယ်ထားလို့ရပါတယ်။တင်ပေးမှာတော့အချိန်သေးပါတင်ပေးမှာပါ။ခါချင်းငွေပေးချာမလို့ပါဘူး။အရင်တိုင်းပဲ YouTube မှာ လွတ်လွတ်လပ်လပ်အကုန်လုံးလေ့လာလို့ရပါတယ်။ဟုတ်မင်းနှဆန်ဒါဆိုလို့ရှိရင်တော့တခုတက်ကင်တော့ဟိုတယ်ကိုလည်းတင်ပေးမှဖြစ်တဲ့ကြောင့်လို့ဆောင်းနေကြပါအောင်နော်မင်းနှဆန်မတတ်နေ